မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မက်စလာ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြပ်ဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကိုတွားရောက်မဲ့ခရီးစဉ်ကိုဒီနေ့မက်စလာ3ရက်နေ့မှာစတင်လိုက်ပြီးတော့မက်စလာ6ရက်နေ့ရောက်မှနေပြည်တော်ကိုပြန်လည်ရောက်ရှိမှာဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်နိုင်ရဲ့ရုရှားခရီးစဉ်အတွင်းမှာယူကရိန်းကိုကျူးကျော်သူအကြမ်းဖက်ရုရှားခေါင်းဆောင်ဗလာဒီမာပူတင်နဲ့မက်စလာ4ရက်နေ့မှာတွေ့ဆုံမှာဖြစ်ပြီးတော့ခရီးစဉ်အတွင်းမှာဘယ်လာရုစ်နိုင်ငံကိုလည်းတွားရောက်မယ်လို့သိရပါတယ်။မက်စလာ6ရက်နေ့ရောက်မှနေပြည်တော်ကိုပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်နိုင်ရဲ့ရုရှားခရီးစဉ်ကို အရက်ဘက်ဝင်ကြီးဌာနကဝန်ထမ်းများကိုအတိပေးခြင်းအသုံးပြုခြင်းမပြုဘဲစစ်ရုံးကစစ်အရာရှိများကအဓိကလျှို့ဝှက်စွာဆောင်ရွက်နေတယ်လို့သိရပါတယ်။လုံခြုံရေးပေါက်ကြားမှုတွေမရှိစေရေးအတွက် စစ်ဘက်ဝန်ထမ်းများကသာအဓိကရွေးချယ်ပြီးတော့အသုံးပြုနေတယ်လို့သိရပါဗျ။ဒီတစ်ခေါက်ရုရှားခရီးစဉ်မှာလုံခြုံရေးအတွက်အထူးစိုးရိမ်လို့အရက်ဘက်ဝန်ထမ်းတွေကိုအသုံးပြုတာတော်တော်ကိုနည်းပါတယ်။စစ်ဘက်ကပဲအဓိကလုံနေတယ်။မဖြစ်မနေအရက်ဘက်ကဝန်ထမ်းတွေကိုတုံးရမယ်ဆိုရင်တော့မှစစ်မှုထမ်းဟောင်းအရက်ဘက်ဝန်ထမ်းတွေကိုပဲတုံးတယ်။အရက်ဘက်ဝန်ထမ်းတွေကိုမယုံကြည်တာမျိုးတွေဖြစ်နေတာလို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောပြထားပါဗျ။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်က2022ခုနှစ်စက်တင်ဘာလမှာရုရှားနိုင်ငံကို Eastern Economic Forum အစည်းအဝေးတွားပြီးတော့တက်တဲ့အချိန်ရုရှားစစ်ခေါင်းဆောင်ဗလာဒီမာပူတင်နဲ့တွေ့ဆုံခဲ့ပြီးတော့အခုလိုတွေ့ဆုံတဲ့အချိန်မှာဗလာဒီမာပူတင်ကိုမင်းအောင်လှိုင်ကလက်အုပ်ချီမိုးကြောခဲ့ကကမ္ဘာခေါင်းဆောင်ကြီးအဖြစ်နဲ့မြောက်ပင့်ပြောဆိုခဲ့မှုကြောင့်တရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒေါ်ဘုံမြို့နယ်ကြည်စုရက်ကွက်မှာ စစ်မှုထမ်းစီရင်များလိုက်လံကောက်ယူနေတဲ့အချိန်မိရှုခံခဲ့ရတယ်။စေရင်မှုအမျိုးသမီးကြီးဟာမနေ့ကညနေပိုင်းမှာဒုတိယမြောက်လူအဖြစ်နဲ့ထမှန်တည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ26ရက်နေ့ကမိရှုခံခဲ့ရတယ်။ရာရင်မှုကိုနှခမ်းမွေတည်ဆုံခဲ့ပြီးတော့၄ရက်အကြာမှာမနေ့ကမက်စလာ၂ရက်နေ့ညနေပိုင်းမှာအဲ့ဒီမိန်းမကြီးကတည်ဆုံသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မိလောင်တရားကိုစေရုံမှာကုသနေတဲ့အချိန်ပိုးဝင်ပြီးတော့တည်ဆုံခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မိရှုခံရတဲ့၃ဦးတည်းကနေ ပထမယာအိမ်မှုကိုနှခမ်းမွေးသေးတယ်အခုဆယ်အိမ်မှုအမျိုးသမီးကြီးထပ်သေးတယ်သူ့အိမ်မှာနာရေးပြင်ထားပြီးဆယ်အိမ်မှုအမျိုးသမီးကလည်းမီးလောင်တန်းရတွေများတဲ့အပြင်သူကစီးကြုံရှိနေတယ်အဲ့ဒီတော့အနာတွေကမကျက်ပိုးကဝင်ဖျားပြီးတော့ဆုံးလာလို့သိရတယ်ဆေးရုံမှာဆယ်အိမ်မှုအမျိုးသမီးက18ရက်လောက်ကြောင်အော်ဟစ်နေခဲ့ရတာလို့ရောဘုံမျိုးတွေကဒေသခံသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဖေဖော်ဝါရီလ12ရက်နေ့မှာကြီးစုရက်ကွာ ဓမ္မရိပ်သာလမ်းသွယ်မှာယာအိမ်မှုစဲအိမ်မှုအမျိုးသမီးနဲ့အမျိုးသမီးငယ်တအုပ်တို့ကစစ်မှုရန်စည်ရင်ပြုစုရန်အတွက်သံကောင်းစည်းမိတ်တူများကိုလိုက်လံကြောက်ယူနေတဲ့အချိန်အိမ်ရှင်ကဓာတ်ဆီနဲ့ပတ်ပြီးတော့မီးရှို့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးမီးရှို့မှုကြောင့်ယာအိမ်မှုနဲ့စဲအိမ်မှုအမျိုးသမီးတို့မှာနေရအနံပြားမှာမီးလောင်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်တဲ့သူကတော့ယခုအချိန်ထိကိုဖမ်းဆီးရရှိခြင်းမရှိဘဲထွက်ပြေးလွတ်မြောက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းမိုးညုံမြို့ပေါ်မှာစစ်တပ်ကလူငယ်များကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာထွက်ပြေးရန်ကြိုးစားတယ်ဆိုပြီးတော့ကိုငယ်လေးကိုစစ်သားများကဝိုင်းဝန်းရိုက်တက်တဲ့အတွက်သိမ်းဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ24ရက်နေ့ကမိုးညုံမြို့တခင်လှရှင်ရက်ကွာ ဖះကြီးကြောင်းလမ်းမှာနေထိုင်တဲ့မိဘမဲ့ကိုငယ်လေးနဲ့အမည်မသိတဲ့လူငယ်တအုပ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးသွားပြီးမိုးညုံမျိုးထွေဦးရုံမှာချုံနောင်ထားခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးထားတဲ့အချိန်မှာဖေဖော်ဝါရီလ28ရက်နေ့မှာကိုငယ်လေးနဲ့အမည်မသိတဲ့လူငယ်တအုပ်ကို ထွက်ပြေးရန်တိုင်ပင်နေတယ်ဆိုပြီးတော့ပြူစောတိတန်းထွေထဲကြီးနဲ့စစ်တပ်ရရှိများကထွေဥယုံအတွင်းမှာဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့သိရပါတယ်။အခုလိုမျိုးဝိုင်းဝန်းရိုက်နှက်မှုကြောင့်ဒဏ်ရာအပြင်းထန်ရရှိထားတဲ့ကိုငယ်လေးကိုစစ်တပ်ကမိုးညုံမြို့ဆေးရုံကိုပို့ဆောင်ခဲ့တော့လဲ တွေးထွက်လွန်နေတဲ့အတွက်ကြောင့်တာယာဝတိစေယုံကိုထပ်မံပို့ဆောင်ရန်ပြင်ဆင်နေတဲ့အချိန်တေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အမည်မသိတဲ့လူငယ်ဟာလည်းမိုးညုံမျိုးစေယုံမှာဒဏ်ရာပြင်းထန်စွာနဲ့ဆက်လက်ပြီးတော့ဆေးကုသမှုခံယူနေရကအခြေအနေကလည်းစိုးရိမ်ရတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့ကိုငယ်လေးကမိုးညုံမျိုးအထွက်ကမဟာတုမင်္ဂလာဖျားကြီးမှာအလူခံပေးနေတဲ့ပရိုက်တာဓမ္မပါ။ကောင်လေးမှာအဖေနဲ့အမေလည်းဆုံးတာကြားပြီးဆွေမျိုးသားချင်းလည်းမရှိပါဘူး။စစ်ခွဲတွေကသတင်းကိုအယမ်းကိုလိုက်ဖုံးနေတာ။ကောင်လေးကစိတ်ထားအယမ်းဖြူစင်ပြီးတော့လူတိုင်းကိုကူညီတတ်တဲ့ကလေးပါ။ ူမတရားဖမ်းဆီးတပ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီးတော့မိုးညုံမြို့ကပြည်သူတွေကစိတ်မကောင်းဖြစ်နေကြပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ဒါအပြင်ရန်ကုန်တိုင်းလက်ကူးမြို့နယ် ဘာလာချီရွာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်များကစစ်မှုထမ်းရန်အကြုံးဝင်တဲ့လူငယ်အယောက်400ကျော်ကိုဖေဖော်ဝါရီလ24ရက်နေ့ကစတင်ပြီးတော့အရေးပေါ်အစည်းအဝေးခေါ်ပြီးစစ်မှုထမ်းခြင်းများမတရားအတင်းအကျပ်လိုက်လံကောက်ခံနေတယ်လို့ဒေသခံပြည်သူများကသတင်းပေးပို့တိုင်ကြားထားပါတယ်ဖေဖော်ဝါရီလ24ရက်နေ့ကစပြီးတော့ဘာလာချီရွာအုပ်ချုပ်ရေးမှုဇော်ဇော်ထွန်းတဲ့အဖွဲ့ဝင်များဖြစ်တဲ့ဇင်မင်းမြင့်တန်းထွန်းထွန်း ဆန်ညွန့်စိန်တန်းတန်းစော်ဦးတို့ကကျေးရွာအတွင်းမှာရှိတဲ့စစ်မှုထမ်းရန်အကျုံးဝင်တဲ့လူငယ်အယောက်400ကျော်ကိုသာသနာပါဠိဖုံတော်ကြီးကျောင်းမှာအစည်းအဝေးခေါ်ယူပြီးတော့စစ်မှုထမ်းခြင်းများအတရားဓမ္မတောင်းခံနေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအုပ်ချုပ်ရေးအဖွဲ့ဟာပထမတစ်ကြိမ်မှာတယောက်ကိုငွေကျပ်4000ဒုတိယကြိမ်မှာငွေကျပ်2000 တတိယအကြိမ်ကစတင်ပြီးတော့ငွေကျပ်3000နှုန်းနဲ့တောင်းခံနေတာဟာ9အကြိမ်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်မှုထမ်းခြေများကိုအကြောင်းပြပြီးတော့တောင်းခံနေတာဟာစုစုပေါင်း9အကြိမ်လောက်ရှိနေပြီဖြစ်ပြီးတော့နောက်ထပ်ပတ်စံတွေတောင်းနေမှာကိုလည်းပြည်သူတွေကစိုးရိမ်နေကြတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြုံနယ်မှာပြည်သူစံနာဦးတေဆုံးခဲ့တဲ့ကြောက်ခွက်ရေနံမော်အနီးကိုအကြမ်းမဆက်တက်ကဒီကနေ့မနက်အစောပိုင်းမှာလေရင်နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မက်ချ်လ3ရက်နေ့မနက်အစောပိုင်း7:45 45မိနစ်ကစတင်ပြီးတော့အကြမ်းမဆက်တက်ကမြန်မြို့နယ်နဲ့ပေါင်မြို့နယ်အဆက်မှာရှိတဲ့ကြောက်ခွက်ရေနံမော်အနီးကိုလေရင်နဲ့၄ချိန်ထက်မနည်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ຫນွေဥတော်လန်ရေးမြန်ရဲ့သတင်းဖော်ပြချက်အရဒီကနေ့မနက်တနအီကနေ2:00နာရီအချိန်မှာပခုတ်ကူခရိုင်မြန်မြို့နယ်စိတ်ချေးရွာအနီး112နဲ့၄ချောင်းတိုက်ခတ်မှုတစ်ကြိမ်ဂျိုးကုန်းရွာအနီးကို112နဲ့၄ချောင်းတိုက်ခတ်မှုတစ်ကြိမ် ။ဘောင်းမင်းရွာမှာ one trap နဲ့လေးချောင်းတိုက်ခိုက်မှု၂ချိန်။ညောင်ကုန်းရွာဖုန်ကြီးချောင်းမှာ one trap နဲ့လေးချောင်းတိုက်ခိုက်မှု၂ချိန်။စူးဝင်းရွာအနီး jet fighter နဲ့လေးချောင်းတိုက်ခိုက်မှု၂ချိန်။တောရွာအနီးလေကွင်းပြင်မှာ one trap နဲ့လေးချောင်းတိုက်ခိုက်မှု၂ချိန်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဒီကနေ့မနေ့တနအီ15မိနစ်အချိန်မှာပခုတ်ကူခရိုင်ပေါ့မြို့နယ်လက်ပန်တိုရွာအနီး jet fighter နဲ့လေးချောင်းတိုက်ခိုက်မှု၂ချိန်။တရက်ကန်ရွာအနီး jet fighter တိုက်လေရင်နဲ့လေးချောင်းတိုက်ခိုက်မှု၂ချိန်။ မြိုင်နဲ့ပေါင်းမြုံနယ်အတွင်းမှာစုစုပေါင်း၄ချောင်းတိုက်ခိုက်မှုပေါင်း၈ချိန်လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ပြည်သူများတေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိခဲ့တယ်လို့သိရပါတယ်။ ်မြိုင်နဲ့ပေါ့မြုံနဲ့အဆက်ကကြောက်ခွက်ရေနံမော်အနီးတဝိုက်ကိုလေချောင်းနဲ့ထပ်ပြီးတော့ဘုံကျဲတိုက်ခိုက်သွားတယ်ဒီနေ့မနေ့အစောပိုင်း7နာရီ45မိနစ်လောက်ကစပြီးတော့ကျဲနေတာလေးချိန်ထက်မနေ့ကိုကျဲချသွားတာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဖေဖော်ဝါရီလ25ရက်နေ့ကလည်းမြိုင်မြုံနဲ့ကြောက်ခွက်ရေနံမော်ဒေသမှာရှိတဲ့စုံကုန်းရွာဖုန်ကြီးကျောင်းမှာကျင်းပနေတဲ့မင်္ဂလာဆောင်ပွဲကိုအကြမ်းဖက်ဆက်တက်ကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံနှစ်ချိန်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဖုန်ကြီးကြောင်းဘော်ကိုတဲတဲကြက်ရောက်ပောက်ခွဲခြင်းကြောင့်ပြည်သူစုစုပေါင်းဆနအူးတိတ်ဆုံးသွားတယ်လို့သိရပါဗါရယ်အလားတူပဲမန္တလေးတိုင်းတောင်သာမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကဆယ်ကုန်းမှခြေရွာထိတ် လမ်းစုံနှက်စင်အနည်းကိုလေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူတအုပ်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းတောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောပြထားပါတယ်မက်စလာ၂ရက်နေမွန်ရဲ၂နာရီခွဲအချိန်ကမှစေကုံးမှချေးရွာထိပ်လမ်းစုံနှက်စင်အနည်းကိုအကြမ်းဆက်တကဂျက်ဖိုင်တာနဲ့ဘုံကျဲချခဲ့တဲ့အတွက်ရက်ကတ်များနေပါပြစ်ခတ် တိုက်ခတ်ခြင်းကြောင့်ပြည်သူတအုပ်ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တောင်သာမြို့နယ်အတွင်းအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေတိုက်ခတ်မှုများပြုလုပ်နေတဲ့အတွက် လေရင်တန်းကိုကြားရပါကနိစ္စရာဘုံခုချင်းများအတွင်းမှာခိုလုံကြရင်လည်းအကြမ်းဆက်ကောင်စီကပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့လေတောင်းကနေတိုက်ခိုက်မှုများပြုလုပ်နေတဲ့အတွက်ကြောင့်တာရေးနာရေးအဆရှိတဲ့လူမှုရေးကိစ္စများမှာလူစုလူဝေးများပြုလုပ်ခြင်းကိုသတိထားပြီးတော့ရှောင်ရှားကြရန်တောင်တာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီကနှိုးဆော်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်အမှတ်1336၄ချောင်းရံကာကွယ်တပ်ကဒုတက်ချက်တအုပ်ဟာလက်နက်ခဲယားအပါအဝင်စိုက်ကဲတစည်းပါယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမက်လာ၂ရက်နေ့မှာစိတ်ဖြူမြို့နယ်ကံစောမှအမှတ်1336၄ချောင်းရံကာကွယ်တပ်ကစစ်ကောင်စီတပ်သားဒုတက်ချက်တအုပ်ဟာအမှတ်1စစ်တီသားမင်းဘူးခေအမှတ်1တရင်ထမ်းမှအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့ဒုတက်ချက်ဟာ MA1 တပ်နက်တလ 5.56G 295တော့ 9မီလီမီတာချီ144တောင်ကြီးပေါင်းနှစ်ခုနဲ့စိုင်းကဲတစ်စီးတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်လာတဲ့ဒုတက်ချက်ယူဆောင်လာတဲ့လက်နက်ခဲယမ်းများအပေါ်မူတည်ပြီးတော့ထိုက်ထိုက်တန်တန်စုချင်းမြင့်ပေးခဲ့ပြီးတော့ကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားတယ်လို့သိရပါတယ်။စစ်ကောင်စီလက်အောက်ခံတပ်မတော်သားများရဲတပ်ဖွဲ့ဝင်များပြည်သူ့စစ်များ ပြည်သူ့ထိပ်အဖွဲ့ဝင်များစစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မစုဆောင်းခံရသူများအပါအဝင်စစ်တပ်အလို့ကြအကြမ်းဖက်လုပ်ရများကိုလုံဆောင်နေကြသူများအနေနဲ့ပြည်သူမျက်နှာပြည်သူနှလုံးသားကိုရှေ့ရှုပြီးတော့ပြည်သူအလို့ကြပြည်သူဘက်ကိုအမြန်ဆုံးရက်တည်ပြီးပြည်သူရင်ခွင်ကိုခေလုံကြရန်မင်းမှုခရိုင်အမှတ်တဲတိုင်ရင်ကတိုက်တွန်းထားကြောင်းတရင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ